လီဗာပူးအသင်းကဘရန်ဖို့ကိုထပ်မံရှုံးနိမ့်ပြီးတော့ပရီးမီးယားလိလေးပွဲဆက်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။ဘရန်ဖို့အသင်းကလီဗာပူးကိုပိတ်ကစားတာမဟုတ်ဘဲနဲ့ဖွင့်ကစားခဲ့ပြီးတော့စိတ်ဝင်စားစရာခြေစွမ်းအပြက်အသက်တာလွန်နေတဲ့အခွင့်အရေးတွေနဲ့အတူထိုက်တက်တဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့ရှုံးနိမ့်ရခြင်းအကြောင်းဘရန်ဖို့ဘလို့ကစားခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ Wines Back ကနေအတိကကွန်ကြီးပံ့ပိုးပေးထားပါတယ်။စီသူ opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘလုံးအားကစားနဲ့ရှင်ခုံကျင်တဲ့ပရိသတ်တွေအတွက် Wines Back မှာ opinion ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ account ဖွင့်လင်းနိုင်ပါတယ်။ဒီဗီဒီယိုလေးရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ ားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစ်အခုတင်ဆက်ပေးခြင်းဒါကတော့ Brentford 3 Liverpool 2လေးရတဲ့ပြ review ပဲဖြစ်ပါတယ် Liverpool အသင်းကတော်တော်လေးစိုးရွားတဲ့ပွဲကိုကစားခဲ့ပြီးတော့ Arnold Slot ကိုယ်တိုင်လည်းဝန်ခံခဲ့တယ်သူတို့ရဲ့ဒီရှုံးပွဲတွေထဲမှာအညံ့ဆုံးရှုံးပွဲဆိုပြီးတော့ဝင်ခံခဲ့တယ်။ကျွန်တော်အမြင်အရတော့ဒီရှုံးပွဲတွေတွေမဟုတ်ဘူးလီဗာပူးရဲ့တောက်လျှောက်ကစားခဲ့တဲ့ပွဲတွေအကုန်လုံးထဲမှာအညံ့ဆုံးပွဲတစ်ပွဲလို့တော့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့လီဗာပူးအနေနဲ့ဘာအခွင့်အရေးမှမမေ့ရရမဖန်တီးနိုင်ဘူးသူတို့ရဲ့ခံစစ်ကလည်းဘလို့ခံစစ်ကျစ်လွတ်မှုကိုမှမပြနိုင်ဘူးအဲ့တော့ဒီလိုပွဲကိုရှုံးလိမ့်တာလည်းမထူးဆန်းဘူးပြီးတော့ Brandford အသင်းကခံစစ်9ရောက်လောင်းနဲ့ပိတ်ပြီး low block နဲ့အထိုင်ပိတ်ပြီးတော့လုံးဝအသေးထိုင်ကစားခဲ့တာမဟုတ်ဘူးရိုးရိုးရှင်းရှင်းပဲတာမန်အသင်းတစ်သင်းကိုရင်ဆိုင်ကစားသလိုမျိုးကစားသွားတယ်ကစားရင်ကစားရင်ね Brandford ကတော့ပိုဖိပြီးတော့ပိုပြီးတော့အခွင့်အရေးတွေဖန်တီးတာ အလိုင်းယူဖို့ပြင်ဆင်ခဲ့တာကိုတွေ့ရတယ်။ Brentford အသင်းကအာမန်ကိုတွေ့ရတယ်။မန်ကန်တဲ့နီးဗျူဟာကိုတွေ့ရတယ်။မန်ကန်တဲ့ execution ကိုတွေ့ရတယ်။ Vice versa ပေါ့နော်။အခြားသောတစ်ဖက်မှာတော့ Liverpool C ကအဲ့ဒီအချက်တွေတစ်ချက်မှမမြင်ခဲ့ရဘူး။ Brentford လောက် fresh မဖြစ်နေတာကိုလည်းတွေ့ရတယ်။အဲ့တော့ပွဲတော့ပန်းနေတာပေါ့နော်။ပြီးခဲ့တဲ့ Champion League လည်းရှိရတော့ပွဲပန်းနေတာမှန်တယ်။ဒါပေမဲ့သူတို့ C ကလွန်လောက်တဲ့အာမန်ကိုမမြင်ရတာတော်တော်လေးထူးဆန်းတယ်။ပြီးတော့စုဖွဲ့မှု လုံးဝမကောင်းဘူး။လေဗာဘူးကကွင်းလေကို ီးခဲ့တဲ့ Frankfurt နဲ့ပွဲမှာအလုတ်ဖြစ်ခဲ့တဲ့ Sobos line နဲ့ Curtis Jones နဲ့ပွဲထွက်လာတယ်။အဲ့တော့ဒီနှစ်ယောက်ကကိုယ့်ဘက်ကဘောလုံးကိုကင်ပြီးတော့ passing လုပ်တဲ့အနေထားမှာတော့ပို့ပြီးတော့ပုံစံကြတာတွေ့ရတယ်။မှန်ကန်တဲ့ passer တွေအဖြစ်မြင်ရတယ်။ဒါပေမဲ့အားနဲ့ချက်ကသူတို့နှစ်ယောက်စလုံးဟာ defensive midfield တွေမဟုတ်ဘူး။အဲ့တော့ defensive midfield တွေမဟုတ်တဲ့အတွက်တဘာဝအလျောက်အားနဲ့ချက်တွေရှိတယ်။အဲ့ဒါကလွတ်နေတဲ့ space တွေကိုကာကွယ်တဲ့ characteristic ပေါ့နော်အဲ့ characteristic မရှိဘူးသူတို့မှာအဲ့တော့ brand 4ဟာ dams get အနေနဲ့ဒီ queen လဲမှာကောင်းကောင်း operate လုပ်သွားနိုင်တာကိုမြင်တွေ့ရတယ်အဲ့တော့ဒါကတစ်ချက်ပြီးတော့ liverpool kansas ကဒီဘွဲမှာအရန်ကို expose ဖြစ်ခဲ့တယ်အဲ့တော့ဘာဖြစ်လို့ expose ဖြစ်လဲဆိုတော့ kansas ကစားသမားတွေတင်မဟုတ်ဘူးအရှိရကစားသမားတွေနဲ့လည်းပတ်သက်နေတယ်ဒီဒုတိယပိုင်းအစမှာလွတ်သွားတဲ့အဲဒီ thiago igor thiago လွတ်သွားတဲ့အနေအထားမျိုးပိတ်သွင်းတာသူနည်းနည်းတွက်ဆဖို့အားနေသွားလို့ခိုးပြီးအောင်ထင်ခဲ့တာအဲ့အခွင့်အရေးကိုကျွန်တော်တို့ပြန်ပြီးတော့ ကြည့်လို့ရတယ်ပေါ့နော် Florian Vers က like ကတ်တယ် like ကတ်တဲ့အချိန်မှာဂိုးသမားကအဲ့ဂျားရီကနေ sub van den back စီကိုပေးလိုက်တယ် sub van den back က Kevin Shader စီကိုထပ်ပြီးတော့ဒီ vertical pass vertical pass နဲ့ချိန်နေတဲ့ Shader စီရောက်တယ် Shader ကအလဲတဲ့ horizontal cross low cross ဖြတ်ချိုးပေးလိုက်တယ် Igor Tia ကိုရသွားတယ်အဲ့တော့အဲ့ဒီ face ကိုကြည့်မယ်ဆိုရင် Liverpool ရဲ့ဒီ unit တွေပေါ့နော် pressing unit တွေ light လူတဲ့အနေထားမှာဘယ်လိုဖြစ်နေတယ်လဲဆိုတော့လုံးဝ cassing ကလေးအဖြစ်နေတယ် ဒီဘာဘုမှာမြင်ရလိမ့်မရှိတဲ့ပုံစံဒါကကျွန်တော်မှတ်မိနေတဲ့ pattern တစ်ခုကိုပြောပြတာပေါ့နော်အဲ့လို pattern တွေကိုဒီပွဲထဲမှာအကြင်ကြင်အခါခါမြင်ရတယ်ဆိုလိုတာက super slime က wo 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 ဆိုပြီးတော့ဒီတက်ပြီးတော့သူလူတယ်အဲ့လိုလူမယ်ဆိုရင်ဘီနာကစားသမားတွေနဲ့သူနဲ့ချိတ်ဆက်မှုကလိုအပ်ချက်ရှိတယ်သူတယောက်တည်းလိုက်လူနေတာမျိုးဖြစ်သွားတယ်ပေါ့နော်အကျန်တဲ့ကစားသမားတွေကလည်းကျွန်တော်ဆိုလိုချင်တာကလှုပ်အားနှုတ်အားနေခြင်းမဟုတ်ဘူးဒီကစားသမားတွေရဲ့တယောက်တည်းတယောက်နဲ့ချိတ်ဆက်ပြီးတော့လိုက်ပြီးလူခြင်း အဲ့ဒီအရာကအားနေတယ်ဒါက present အမြင်နဲ့ကျွန်တော်တို့ကြည့်ရ present အမြင်နဲ့မဟုတ်ဘဲနဲ့ဒီဘက်ကကိုယ့်ဘက်မှာကိုယ့်ကွင်းဘက်ချမ်းမှာ defending အမြင်နဲ့ကြည့်မယ်ဆိုရင်လေအဲ့လိုမျိုးချိတ်ဆက်ထားတဲ့ချိတ်ဆက်တဲ့အဖြစ်ကျွန်တော်တို့လုံးဝမမြင်ရအောင်တိချာကွဲထွက်နေတာဟုတ်တွေ့ခဲ့ရတယ်အဲ့တိချာကွဲထွက်နေခြင်းအဲ့အရာကြီးကလေဘာဘူးကိုဒုက္ခပေးတယ်လေဘာဘူးကန်ဆယ်အခုလိုမျိုး expose များစွာဖြစ်နေရခြင်းတရားခံလည်းဖြစ်တယ်ပြီးတော့တော်တော်လေးဆိုးတဲ့အချက် behind the back line ပေါ့နော်အဲ့ behind the back line ကအချင်းချင်းထိုးနေခြင်းခံရတယ် ပြီးတော့ Van Dijk တို့ကိုနေတီလို့ရှိနေတဲ့ Central Zone ရဲ့ဒီအနောက်ဘက် behind the back line ကိုတိုက်ခိုက်ခြင်းခံရရုံနဲ့မဟုတ်ဘူး full back တွေရဲ့နောက်ကိုတစ်ချိန်လုံး Brentford ကတိုက်ခိုက်နေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဟုတ်ပြီ။အဲ့တော့အဲ့ဒီဟာကိုမတိုက်ခိုက်ခံရဘူး။ဒီသူတို့ရဲ့ Liverpool ရဲ့ defensive line ကခုခံနိုင်တယ်။နောက်ကိုဆုတ်ပြီးတော့ခုခံတယ်။အဲ့ကြောင့်ဘာဖြစ်လဲဆိုတော့ Liverpool defensive midfield line နဲ့ defense line ကြားတွေကနေရာ between the lines ကိုထပ်ပြီးတော့တိုက်ခိုက်ခံရတယ်။အဲ့ဒီ line စီနာ loss စီနောက်ကိုတော်တော်လေးတိုက်ခိုက်ခံရတော့မြင်ရပြီးတော့ Bradford ကอืมသူတို့တောင်းတန်းအောင်အသင်းငယ်တက်ဥမာထားပါတော့ဥပမာပေးတာပေါ့နော်ဘန်လေးတို့အသင်းနဲ့ကန်တော့သူတို့အဲ့လိုကြီးလွတ်နေမှာမဟုတ်ဘူးအဲ့လိုမျိုးကြီးစီမိုးပြီးတော့ဒတိုင်းတိုင်းတိုက်စစ်ဆင်နေတယ်မှာမဟုတ်ဘူး Liverpool ကိုကြာတော့သူတို့တော်တော်လေးလွယ်ခဲ့တာကိုတွေ့ရတယ်ဒီ aspect ကနေကြည့်မယ်ဆိုရင်ပေါ့နော်အဲ့တော့ Liverpool အနေနဲ့အရင်ရုံးကန်ရတဲ့ပွဲဖြစ်ခဲ့တယ်ရှုံးပွဲကလည်းလုံးဝလုံးဝကိုထိုက်တန်တယ်ပြီးတော့ Brentford အနေနဲ့ အန်ဒါစလော့လည်းပွဲပြီးမှဝင်ခံသွားတာကိုတွေ့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ကတော့ပွဲထဲမှာဒီအချက်တွေမြင်ခဲ့ရတယ်ဒါပေမဲ့အန်ဒါစလော့ဝင်ခံတယ်ဆိုတဲ့ကိုကဒါဒီအရာကြီးကဘလောက်ထင်ရှားတယ်လဲဆိုတာကိုပြသနိုင်တယ်ပေါ့နော်ဘရန်ဖို့က service တွေလောင်းသူတွေကောင်းလို့ဆိုတော့ကျွန်တော်တို့အားလုံးသိတယ်တစ်ချိန်ထဲမှာသူတို့ဟာ counter တွေဒီ quick transition တွေအရင်ကောင်းတာကိုလည်းကျွန်တော်မြင်ခဲ့ရတယ်ဒီအရောင်လည်းသိတယ်ဒါပေမဲ့တတိယနဲ့မတားနိုင်ခဲ့ဘူးတတိယနဲ့မတားနိုင်ခဲ့ပဲနဲ့ဒုတိယကိုဆိုရင်ဒါ Kevin Shaw တော့လွတ်ထွက်သွားတယ်အခုမှ ဒီလိုကိုပေးရတော့မဟုတ်ဘူးအစောပိုင်းလေးကလည်းအဲ့တောင်းမန်တွေဖူးဘက်ပေရနောက်ကိုတောက်လျှောက်တိုက်ခိုက်ခံနေရတော့ကျွန်တော်တို့မြင်တွေ့ရတယ်ဒီအချိန်မှာတော့အလဲတွေကိုတိုက်ခိုက်ခံရလီဗာပူးဟာစန်ထရယ်ဇုံထဲမှာဘောလုံးဆုံးသွားခဲ့တယ် IKD ကနေ Florian Vasto ရဲ့ဒီဂျိဆက်ဟာကနေ Bravo တင်ဘောလုံးပြန်ရသွားတယ် Dance Cup ပြီးသွားတာလည်း perfect ပဲ Kevin Shaw ပြီးသွားတာလည်း perfect ပဲ twin သွားတာလည်းတော်တော်လေးကို twin အေးတယ်ပေါ့နော်အဲ့တော့ Bravo က Chelsea နဲ့ပွဲတော်မှာလည်းအဲ့လိုပဲ twin ခဲ့တယ် Henderson အနေနဲ့လမ်းတင်ပြီးတော့ နော်ဒီကေမရှာလည်းပြည့်စုံသွားတယ်ကိုသွင်းသွားတယ်ပြီးတော့လက်ပြပေါ်ရရင်ဒုက္ခပြီးတယ်ဒီပွဲမှာလည်းအဲ့တိုင်းပဲ brand 4ရဲ့တရားဒီလိုမော်ဒယ်ကလည်းအဲ့တိုင်းပဲသွားနေမှာပဲသူတို့လက်ပြပေါ်ရရင်ဒုက္ခပြီးတယ်ခုနလိုမျိုးကောင်တာတွေရရင်ဒုက္ခပြီးမယ်အပူစားထားဖြစ်ခဲ့တာကခုနဘောလုံးကင် ပြီးတော့လီဗာပူးကိုကောင်းကောင်းဒုက္ခပြီးသွားတဲ့အချက်ပေါ့အဲ့တော့ brand 4ကသူ့ရဲ့မူရင်းရှိနေတဲ့အာသာချက်နှစ်မျိုးစလုံးကနေလည်းအကောင်းဆုံးဒုက္ခပြီးနိုင်တယ်လို့ဘောလုံးကင်ပြီးတော့လည်းဒုက္ခပြီးနိုင်ခဲ့တာဖြစ်တဲ့အတွက်လီဗာပူးအတွက်ဘာခွင့်ရေးမှမရှိတော့တဲ့လောက်ထိ ဖြစ်သွားခဲ့တယ်။ဒါကြောင့်မလို့လေကျွန်တော်အနေနဲ့ဒီဘက်မှာ goal လောက်တဲ့အခွင့်အရေးပေါ့နော်။ပြကြည့်ပါဆိုရင်ဘယ်ရောက်ပြရမလဲမသိရတော့အောင်နေခဲ့တာတွေ့ရတယ်။ဟုတ်တယ်ပထမပိုင်းမှာတော့အထူးသဖြင့်ဒါမိနစ်20နဲ့မိနစ်40ချာပေါ့နော်။အဲ့ဒီဝင်ကျင်လောက်မှာတော့မစိုးလာတဲ့ဆွမ်းဆောင်ရေလက်ခံလို့ရတဲ့ဆွမ်းဆောင်ရေလီဗာပူးစီကမြင်ရတယ်။တိုက်စစ်စင်နေတော့အမြင်တလိုင်းမီတလိုင်းတိုက်ခိုက်နေအောင်မြင်ရတယ်။ဒါပေမဲ့ goal မရခဲ့ဘူး။ Florian Vass နဲ့ AKDK တို့ဖောက်သွားတဲ့ Florian Vass ကန်လိုက်တာလွဲသွားတဲ့အခြေအနေအမျိုးအဲ့လိုအနေအထားမျိုးလေးတော့ပဲတွေ့ရတယ်။ ဒါကတော်သေးရဲ့လောက်ကတော်သေးဒါပေမဲ့အဲ့နောက်ပိုင်းအဲ့နောက်ပိုင်းမှာအာဒီကာကက်စီရဲ့ဂိုးရတယ်ဆိုပေမဲ့အဲ့ကာကက်စီရဲ့ဂိုးခဏဖယ်လိုက်အကျန်တဲ့အခြေအနေတွေအကုန်လုံးကြည့်လိုက်ဂိုးရဖို့ဆိုတာအဝေးကြီးဂိုးပေါင်ထားတော့မရောက်ဘူးဆိုတာမျိုးကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့လီဗာပူးရဲ့ဆွမ်းဆောင်ရည်ဘူးဟိုတော်တော်လေးမေးခွန်းထုတ်ခြင်းနဲ့မေးခွန်းထုတ်ရမယ်ဘရန်ဖို့ဘက်မှာတော့ခုနအရာတွေအပြင်ကိုကျွန်တော်တို့တေချာပေါ့မတန်းတင်ပြောဆိုရမှာကသူတို့ရဲ့လောင်းသူတို့ဆွမ်းရည်ပေါ့နော်ခါယိုတွေပြစ်သွားတာ တကယ် free kick တလုံးကန်လိုက်တယ်လို့ပဲလက်နဲ့ပြစ်သွားတာသူ့ရဲ့အားဘောလုံးရဲ့သွားတဲ့ဒီ trajectory ပေါ့နော် trajectory ကဒီလိုမျိုးကြီးအဲ့လိုမျိုးကြီးသွားလာမှမဟုတ်ဘဲနဲ့တော်တော်လေးကိုကောင်းတဲ့ parabola တစ်ခုကိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဘောလုံးကဒီအရက်အမြင့်ကြီးဖြစ်တဲ့ Christoph Ayers ကိုရောက်ရှိတဲ့ Ayers flick လုပ်လိုက်တယ်ဟိုအထားတော့တွင်းသွားတယ်ပေါ့နော်အဲ့တော့ဒါ Brandfo ရဲ့ formula အဲ့ formula ကိုတားဖို့တော့မလွယ်ဘူးဒီတော့လေလောင်းသူတို့ကိုမတားစီးနိုင်ခဲ့တာကျွန်တော်တို့ကအထွေထူးကြီးပြစ်တင်နေစရာမလိုအပ်ဘူးဒါပေမဲ့ တားဆီးလို့ရတာကခုနလိုမျိုး counter တွေပြီးတော့အဲဒီ in play မှာကစားနေတဲ့အခြေအနေတွေပေါ့နော် Brandford ကတတိယကူပနတီကရရှိခဲ့တယ်အဲ့ပနတီကအနည်းငယ်လေးအငင်းပွားပွဲရာဖြစ်ပေမဲ့တည်တည်ဆဆကြည့်ရင်တော့မှန်နေစီးထဲမှာဖြစ်သွားတာစီးဘော်မှာဖြစ်သွားတာပေါ့နော်စီးဘော်မှာဖြစ်သွားတာတွေ့ရတယ်ပနတီဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့ပနတီမတိုင်ခင်မှာအဲ့55မိနစ်ကနေဒါ foul ball ဖြစ်တာ55 56လောက်မှာထင်တယ်အဲ့မှာကြည့်ရင်ကြာရင်60လောက်မှာတွင်းသွားပါဘောနော်အိတ်ဂျားတွေကဖြစ်ရတယ်ကိုကြည့်လိုက်လီဗာပူးအိတ်ဂျားတွေမှာ2ဂိုးလောက်မပေးရတော့တော်တော်လေးကန်ကောင်းတယ် တကယ်တော့အဝေလဲကန်းထဲမှာအန်နစ်လော့ရဲ့အဲဒီ instruction နေတဲ့အတူပွဲတဲ့ကိုပို့ပြီးတော့အာမန်ပြည်ဆိုတာနဲ့ပြန်ဝင်လာအာမန်ဒါပေမဲ့လီဗာပူးကအားတွေကိုအတွင်းအားဆုတ်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးတော့ brand 4ကအဲ့အတွင်းအားဆုတ်ထားတဲ့အရာတွေနဲ့ဝုံးလိုက်ကျဲတိုက်ခိုက်ခဲ့တယ်လို့တော့ပြောလို့ရတယ်တလုံးတစ်လုံးလွတ်ထွက်နေတယ်ဘလို့မှထိန်လို့မရဘူးမမဒက်ရှ်ဗယ်လီကာသွားတာတလုံးတော်တော်လေးကောင်းလို့အမ်ဒီ dance cake ခံလိုက်တာ wipe ပြီးတော့တော်တော်လေးလာတယ်အဲ့လိုမျိုးလွတ်လွတ်သွားတာတစ်ချိန်လုံးအပေါက်ကြီးဖြစ်နေတယ်အပေါက်ကြီးဖြစ်နေတယ်ဆိုတာခန်းစစ်ကလိုင်းကနောက်ကိုဆုတ်တယ်ဆိုရင်အဲ့ခန်းစစ်လိုင်းနဲ့ ဒီ nemesis တွေရဲ့ဂျားထဲမှာအပေါက်ကြီးလိုဖြစ်တယ်မဟုတ်ဘူးအဲ့ဒါကိုကတ်ထားတယ်အဲ့နောက်မှာအပေါက်ကြီးဖြစ်တယ်အဲ့လိုပုံစံမျိုးဘလို့မှဒီတဏှာကိုဖြစ်ရင်တဏှာကလွတ်တဏှာကိုဖြစ်ရင်တဏှာလွတ်ဆိုတဲ့အနေအထားမျိုးအဲ့တော့အဲ့အချက်တွေဘာလို့ဖြစ်လဲဆိုတော့တဏှာရောက်နေဂျိမ်းဆက်မရှိလို့ဖြစ်တာပေါ့နော်အဲ့တော့အဲ့အရာကိုလေဘာဘူးအနေနဲ့အလျင်မြန်ပြန်ရှာဖို့လိုအပ်နေပြောမယ်ဆိုရင်ဘာဖြစ်လာလဲဆိုတော့ရှေ့ပွဲတွေမှာလေဘာဘူးရှုံးနေတာပဲအခုလောက်မမြင်အောင်အခုကအဲ့အားနဲ့ချက်ကကြာလဲတဲ့ခါကြာလာတဲ့ခါကြာလာတဲ့ခါပို့ပြီးတော့တိရှိလာပြီးတော့ပို့ပြီးတော့ပြင်ဆင်လာရမယ်ပို့ပြီးတော့ ဟာပေါက်ကြီးကိုကျင်းအောင်လုပ်ရမယ်ဆိုလီဗာပူကဘာဖြစ်လာတယ်လဲဆိုပိုကျဲလာပိုကျဲလာပိုကျဲလာဆိုတာမျိုးကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့အဲ့ပိုကျဲလာတဲ့အပေါက်ကြီးတွေကိုဒါ brand 4ကအကောင်းဆုံးလိုက်ခိုက်ခဲ့တယ်ဟိုပြောမယ်ဆိုရင်လီဗာပူအနေနဲ့ထထက်တက်တက်ရှုံနေသွားခဲ့တာဖြစ်တယ်အဲပြီးတော့နောက်ထပ်လာပါမှုတစ်ခုကတော့မိုဟာမက်ဆာလာရဲ့ကူပေါ့နော်မိုဟာမက်ဆာလာတော်တော်လေးမိုက်တယ်ပေါ့ဖန်ထိန်သွားပြီးတော့ကန်ထက်သွားတာအရင်မိုက်တယ် support line ကလည်းဒီဘက်မှာကောင်းတယ်သူ့စီက defensive စွမ်းဆောင်ရင်းလည်းမြင်ရတယ်ဒါပေမဲ့ဗျာ defensive စွမ်းဆောင်ရင်းဆိုတာက အယိုးရှင်းဆုံးဒီခံစစ်နဲ့ပတ်သက်တဲ့အဆိုအမိန့်တွေရှိပါတယ်။ లై ဖြတ်နေရပြီဆိုတော့ဟိုအဲ့ဒါမင်းတစ်ခုခုမှားနေလို့မင်း position နဲ့မှားနေလို့အဲ့တော့ liverpool ကိုကျွန်တော်တို့အဲ့လိုမြင်ကြည့်လို့ရတယ်။ supports line က tackle စီအများကြီးလုပ်နေရတယ် recovery စီအများကြီးလုပ်နေရအဲ့ဒဲကွာလွဲနေပြီ။ဒါကတစ်ချက်ပြီးတော့နောက်ထပ် liverpool ရဲ့ play နဲ့ပတ်သက်လာရင်တောင်မန်ရဲ့အဲတွဲချိတ်ပုံပေါ့နော်။ wing back ဒီ full back တွေရဲ့ပြဿနာကအချင်းချင်းကျွန်တော်တင်ဆက်ခဲ့ပြပါပြီအထွေထူးထပ်မပြောတော့ဘူး။အဲ့ full back တွေရဲ့ပြဿနာရှိတယ်ဟုတ်ပြီ။ ကျွန်တော်ဒါအဲ့ feedback တွေတော့နာခွဲထုတ်ပြီးပြောတာကျွန်တော်တို့ခံစင်းနဲ့ပေါင်းပြီးပြောလို့ရတယ်ကွင်းလင်နဲ့ပေါင်းပြီးပြောလို့ရတယ်ကျွန်တော်အဲ့ဒါကြီးလည်းပြောခဲ့ပြီးပြီအခုကျွန်တော်တို့သူရဲ့အရှိက right wing ကလည်း left wing ကလည်းပေါင်းပြီးတော့မြင်ကြည့်မယ်အဲ့လိုမြင်ကြည့်တဲ့အခါမှာ drop back မိနေသလားဆိုရင်တော်တော်ဆူဆူရွရွပြက်ရွင်းနေရအောင်တွေ့ရလိုက်မယ်အဲ့တော့ဘာသွားဖြစ်တယ်လဲဆိုတော့ဘောလုံးဟာမကြာခဏဆုံးရှုံးတယ်အဲ့ဒီဘက်ကလည်းအထူးသဖြင့် Gagasa ဟိုဘယ်လိုပြောမလဲမတ်တောင်မမမီတာအောင်ဘောလုံးကဆုံးရှုံးတယ်မလို့အပင်းနဲ့ ြည့်မလို့ပဲနဲ့လာဝါကတိလျှောက်ထီနေတယ်ပြီးတော့ဒီခန်းစစ်ကစားတာလည်းလုံးဝလွတ်နေရပါတော့လွတ်နေရဆိုတာက तू ကကစားသမားကောင်းမဟုတ်တာမဟုတ်ဘူးဘုံမောင်မှာတော့တကယ်ကောင်းခဲ့တဲ့ခြေစွမ်းပြခဲ့တယ်ဒါပေမဲ့အခုမပြနေ तू ပူလောင်နေပြီးတော့ဒီဖဲရှုံပြီးတော့လုံးပြီးလောက်ရရလုံနေတဲ့ပုံစံမျိုးဖဲဝိုင်းမှာဆိုရင်ပြောတာအခုအဲ့လိုပုံစံမျိုးကိုကျွန်တော်ဘောလုံးပွဲထဲမှာမြင်ကြည့်လိုက်ကာကက်စ်ကိုကျွန်တော်တို့အဲ့လိုပုံစံမျိုးမြင်ရတယ်လုံးဝ lost his mind ဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဒီအနေအထားတွေကလည်းဘာဖြစ်လဲဆိုတော့ဘောလုံးတွေကအရင်ဆုံးရှုံးနေတယ် ကွင်းလန် unit ကိုကြည့်မယ်ဆိုရင်လေကွင်းလန် unit မှာ boost cast တို့ java တို့ထိုင်နေရမှာမဟုတ်ဘူးဒီ super slime passing ကောင်းတယ် credit zone နဲ့ passing ကောင်းတယ်ဒါပေမဲ့ elite pass ဆိုတာမဟုတ်ဘူး elite controller တွေမဟုတ်ဘူးသူတို့ကအဲ့နေရာကစားရလူတွေတော့မဟုတ်ဘူးရှင်းရှင်းပြောရရင်အဲ့ number 6 double pivot single pivot ဆိုတဲ့နေရာတွေကစားရလူတွေတော့မဟုတ်ဘူးသူတို့က proper number 8တွေ number 10နေတာဖြစ်တယ်အဲ့ဒီတို့ကပေါ်လုံးပေးဖို့နိုင်တယ်ဆိုပေမဲ့သူတို့ရဲ့ control နဲ့သူတို့ရဲ့ defensive ဘိုင်းဆိုင်ရာနေရာယူပေါ့ဒါက nature လောက်ယူလို့မရဘူးအဲ့အရာ ဒါ cluster တက်ပါလာမရှိဘူးပေါ့နော်အဲ့ဒီ nature တွေကထားပါတော့အရင်ကတော့ဒီ queen layer unit ကိုသူတို့တမမြတ်တော့အောင်စုဖွဲ့နိုင်ခဲ့တယ်အခုကကြတော့တစ်ဖက်ကိုပေါ့ passing back ကိုဒါသွားလိုက်တယ် control back ရလာမဟုတ်တယ်ပေါ့ passing ကတော့ရလာရင်ကျန်တာတွေပြေးလိုက်ရဆိုတာဖြစ်သွားတယ်အဲ့တော့ပြေးလိုက်ရရင်တခြားကစားသမားတွေကဘလို့ဖြစ်မလဲအဲ့ဒါကိုလည်းမဖြစ်နိုင်ဘူးမဖြစ်နိုင်မယ်နဲ့ကြုံပြီးတော့ပြောရမယ်ဆိုရင်ဘလုံးဆုံးရှုံးမှုအရင်များတယ် passer နဲ့ runner ဆိုကျွန်တော်တို့အကြမ်းမျိုးခွဲမယ်ဆိုလေဘာဘူးမှာ runner တွေကများတယ် passer ကနည်းနေတယ်ထိမ့်မဲ့လူကနည်းနေတာမျိုးကျွန်တော်တို့တွေ့ရတယ် အဲ့တော့အခုကြုံရတဲ့ပြဿနာကစောစောစီးစီးပေါ့နော်စောစောစီးစီးဖြတ်လိုက်နိုင်မယ်ဆိုရင်စရှုံတဲ့ပွဲတွေကစောစောစီးစီးဖြတ်လိုက်နိုင်မယ်ဆိုရင်တော့အခုလောက်ကြီးမဖြစ်လာဘူးဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့အဲ့ရှုံတိုင်းရှုံတိုင်းယုံကြည်မှုတွေယုံကြည်မှုတွေပြီးတော့အားဆိုင်လိုက်ရတာတွေအရင်အားဆိုင်နေရတာကိုမြင်ရတယ်အရင်အားဆိုင်လိုက်ရတဲ့အရာတွေအဲ့ဒါတဖြည်းဖြည်းနဲ့ပိုင်းပိုင်းနဲ့အဲ့ snowball ကြီးကတဖြည်းဖြည်းနဲ့ကြီးကြီးလာတယ်ဒါပါဘူးအနေနဲ့မမြန်အဲ့ဒါကြီးကိုဖြတ်နိုင်ဖို့ရပ်တန်နိုင်ဖို့လိုအပ်နေပြီလက်ရှိအခြေအနေမှာတော့တင်ထားတဲ့ ပိုဆိုးရွားလာဘူးမြင်ရတယ်ပိုဆိုးရွားလာရဆိုတာပုံမှန်အားဖြင့်လေပါဘူးဟာဒီပြဿနာတွေကို fix လုပ်နိုင်မယ်လို့ယူဆရတယ်သူတို့ရဲ့ဒါနီးပြရဲ့စွမ်းဆောင်ရဲ့သူတို့ကစားသမားတွေစွမ်းဆောင်ဒါပေမဲ့ fix မလုပ်နိုင်မယ်နဲ့ပိုပိုကြီးလာတာကအမ်ပြောမစို့ show နေရာတွေထက်ပိုကြောက်ဖို့ကောင်းတယ်အန်ရယ်လို့ကျွန်တော်ကတော့မြင်မိတယ်အဲ့တော့ဒီပွဲဟာလေပါဘူးအတွက်အရန်အရန်ထိနာတဲ့ပွဲအဖြစ်ရှုံးသွားလို့တခုတည်းမဟုတ်ဘူးရှုံးသွားတာကရှုံးလို့ရတယ်ဒီပွဲမှာကစားခဲ့တဲ့ခြေစွမ်းကြီးကဘလို့မှလက်ခံလို့မရဘူးအဲ့အရာက ပူကြီးတဲ့ထုတ်နှက်ချက်ဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ရွက်ပါမယ်ခင်ဗျာ